။ဒန်ဆင်းစုံသားရတခင်ကြီးနဲ့မာသီရှင်ဒေါ်လာချယ်ဆီတို့ထိတ်တဲတွေ့ကြကြပြီ။ယူနိုက်တက်အသင်းကလက်ရှိရာသီမှာရမတ်39မှန်နဲ့ပရီးမီယာလိဂ်အမတ်ပေးစရာရဲ့အဆင့်16ညမှန်ရပ်တည်နေပါတယ်။ခြေစွမ်းပိုင်းကတော့ပရိသတ်တွေအားလုံးသိကြတဲ့အချိန်ပဲ။ဒန်ဆင်းစုံသားတဝဲလဲလဲရှိနေပြီးနီးပြအမိုရင်ဟာလည်းပြုတ်ထုဆက်တဲ့အချိန်မှာရှိနေပါတယ်။ချယ်ဆီနဲ့ထိတ်ကဲတွေ့ဆုံခဲ့တဲ့ပရီးမီယာလိဂ်နောက်ဆုံးသုံးပွဲကိုပြန်ကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲရှုံးတပွဲသိရရလက်ကိုထွက်ပေါ်ထားပြီး ချယ်ဆီနဲ့ကစားခဲ့တဲ့နောက်ဆုံးပရီးမီးယားလိအဝေးဝင်းဆက်တပွဲမှာတပွဲသာနိုင်ငံဟားတာပါဒါဟာလေညီပြဆိုချာလက်ထက်2020ခုနှစ်ဖေဖော်ဝါရီလမှာ2-0ရလနဲ့အဝေးဝင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်လတုန်းက Stafford Bridge မှာတူတူရလနဲ့တည့်ရကြပြီးနောက် အခုလာမယ့်တောက်ချနေပွဲစဉ်ဟာချယ်ဆီအိမ်ဝင်မှာတော့ရောက်ကစားရမယ့်ဒုတိယအကြိမ်မြောက်ပရီးမီယာလိတွဲဆိုမှုဖြစ်ပါတယ်။တစ်ခွက်မှာချယ်ဆီအသင်းအနေနဲ့ပြီးခဲ့တဲ့ရာသီကမန်ချက်စတာယူနိုက်တက်နဲ့နောက်ဆုံးလသားခဲ့တဲ့ပရီးမီယာလိ14ပွဲမှာ10ပွဲသရေ၅ပွဲရှုံးရလက်နဲ့ကပွဲသာအနိုင်ရရှိထားတာဖြစ်ပါတယ်။ချယ်ဆီနဲ့မန်ချက်စတာယူနိုက်တက်တို့ဟာပရီးမီယာလိသမိုင်းတစ်လျှောက်မှာ၂၉ပွဲအထိတရေရလက်အများသုံးထွက်ပေါ်ထားတဲ့အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ပါနဲ့ခံရမယ့်ယူရိုပါလိဖိုင်နယ်ပွဲစဉ်မတိုင်ခင်၅ရက်အလိုမှာချဲစီနဲ့ရင်ဆိုင်ပေါ်မှာဖြစ်တာကြောင့်ဒီပွဲမှာကစားသမားဝက်ဖက်လူစင်းရဲကိုရန်ရှိရှိနဲ့တုံးသက်ဖို့တော့လိုပါလိမ့်မယ်။အထူးကကကစားသမားအချို့ကိုချန်တင်းတော့ချန်ပြီးအရန်လူတွေကိုတုံးမှယူရိုပါလိပွဲစဉ်မှာကစားသမားအင်အားတက်လောင်တဲ့နေနဲ့ပေါ်ထွက်နိုင်မှာပါ။ချဲစီတို့ကလည်းလက်ရှိအမတ်ပေးစရာရဲ့အစင်ကားနေရာမှာရပ်တည်နေပြီးပရီးမီယာလိအမတ်ယူဖို့တေချာဖို့သူအနေသေးရကြောင့်အင်ပွဲမှာကစားသမားအဆုံလေးနဲ့ PRB ကစားသွားဖို့ရှိနေပါတယ်။ဒါကြောင့်ဒီပွဲကတော့ ပရိသတ်တွေရင်ဟုတ်ရအောင်မဲ့ပရီးမီးယားလီပွဲကြီးပွဲအော်ဒီဝဲပြမှာတည်ကြပြီးဘလို့ရလက်လေထွက်ပေါ်လာမလဲဆိုတာတော့တောက်ကြိုင်နေညမှာအတူတူစောင့်နေရှူတာတော့မှာဖြစ်ပါတယ်။